ဗန်နိုရှောဟာမာကိုမြင့်မာတဲ့လူတစ်ယောက်ဖြစ်ပြီးသူ့ရဲ့ professional ကစားသမားဘဝတစ်ချောင်းမှာတစ်ချိန်မှ knock out ဒါမှမဟုတ်ရင် submission နဲ့လုံးဝရှုံးနေမှုချင်းမရှိသေးပါဘူး။ဗန်နိုရှောအနေနဲ့ rival ကိုပထမဆုံးချိန်တွေ့ဆုံခြင်းတော့ကလည်း red neck ချုံနဲ့အနိုင်ရရှိခဲ့ပြီး champion ကာကွယ်ပွဲမှာလည်း unanimous decision နဲ့အနိုင်ရရှိပြီး champion ကဘက်ကိုပထမဆုံးချိန်ကာဝင်နိုင်ပါတယ်။ step 7နဲ့ရှင်ပြိုင်ထွက်တတ်ခဲ့ရပါတယ်။အဲဒီဘက်မှာလည်း unanimous decision နဲ့ပဲအနိုင်ရရှိခဲ့ပါတယ်။ အဲ့ဒီပွဲမှာတော့ပန်ဒိုဂျာအနေနဲ့ Stanfight တီကနေ set ကိုတိတ်တောင်း9ချိန်ထိအောင်လဲချနိုင်ခဲ့ပါတယ်။အဲ့ဒီလိုသူ့ရဲ့ပိုင်နိုင်တဲ့ grip line တွေကြောင့်မလို့တိုင်ဆုံးဖြတ်ချက်ပြည့်ပြည့်သားသားနဲ့ကို Champion ကဘက်ကိုဒုတိယချိန်မြောက်ကာကွယ်နိုင်ခဲ့။ Kaino Sakura ကိုဒုတိယချိန်မှာ Red Naked Choke နဲ့အနိုင်ရရှိခဲ့ပါတယ်။ပန်ဒိုဂျာဟာအဲ့ဒီပွဲမှာလဲသူ့ရဲ့ Jiu Jitsu နည်းပညာကိုအပြည့်အဝအသုံးချပြီး performance of the night ဆိုကောပါရရှိပြီး champion ခပတ်ကိုတတိယအကြိမ်မြောက်ကာကွယ်နိုင်ခဲ့ပါတယ်။ Kyle Carroll France ကိုတတိယအကြိမ်မှာ red naked choke နဲ့ပဲအနိုင်ရရှိခဲ့ပါတယ်။ Vanuja ဒီပွဲမှာလည်းသူ့ရဲ့ grappling training မှုကိုထပ်မံပြသခဲ့ပါတယ်။အဲ့ဒီအနိုင်ရရှိမှုဟာသူ့ရဲ့ submission နည်းပညာကိုဘယ်လောက်ထိပိုင်နိုင်လဲဆိုတာကိုထပ်မံသက်သေပြခဲ့ပြီး ချန်ပီယံကပတ်ကိုစရုဒ္ဓအကြိမ်မြောက်ကာကွယ်သွားတယ်။အသက်23နှုန်းကစားတော့ဆိုင်မှာပကံစည်းနေရတော့မှရှိသေးတယ်။အခုတော့ဂျော့ရှောဘန်ကအသက်23နဲ့ကမ္ဘာချန်ပီယံကပတ်ကိုစိန်ခေါ်နိုင်နေပြီလေ။ဒီစကားကိုပြောလိုက်တဲ့သူကတော့ UFC Flyweight နဲ့ Submission ဘီယံကြီးဖြစ်တဲ့ Alessandro Pantoja ပဲဖြစ်ပါတယ်။ Alessandro Pantoja ဟာဘရာဇီးနိုင်ငံသားတစ်ယောက်ဖြစ်ပြီးတော့လက်ရှိမှာတော့ UFC Flyweight ရဲ့ Champion တစ်ယောက်လည်းဖြစ်ပါတယ်။သူကတော့ 1990ခုနှစ်မှာဘရာဇီးနိုင်ငံရီโรဒီဂျနေရိုမှာမွေးဖွားခဲ့တာကြောင့်မလို့အခုဆိုရင် သူ့အသက်က35နှစ်ရှိနေပြီဖြစ်ပါတယ်။သူ့ရဲ့နာမည်ပြောင်းကတော့ The Carnival လူသားစားတဲ့သူကြီးပေါ့ဗျာ။သူဟာ UFC ပြိုင်ပွဲတွေကို2018ခုနှစ်မှာစတင်ရှင်ပြိုင်ခဲ့ပြီးလက်ရှိအချိန်မှာတော့ UFC Flyweight and Champion ကို၄ချိန်တိတိကာဝယ်ထားနိုင်တဲ့သူတယောက်ပဲဖြစ်ပါတယ်။ ပန်ဒိုဂျာဟာ MMA ပွဲတွေမှာတိုက်ခွက်ဆုံကျွမ်းကျင်တဲ့သူတူဖြစ်ပြီးစတန်ဖိုင်နဲ့ဂရောင်းဖိုင်တွေကိုကောင်းမွန်စွာထိုးတက်နိုင်တဲ့သူတူလည်းဖြစ်ပါတယ်။ဘရာဇီးဂျူဂျစ်ဆူနဲ့ဆမ်မရှင်ပိုင်းကိုကျွမ်းကျင်ပိုင်နိုင်တဲ့သူဖို့တော့ဂရောင်းဖိုင်တွေကသူ့ရဲ့အားသာချက်ပဲဖြစ်ပါတယ်။ဂရောင်းဖိုင်ကျွမ်းကျင်တဲ့သူဖို့တော့ red neck ချုပ်နဲ့ triangle ချုပ်တွေလိုဆမ်မရှင်တွေကိုကောင်းစွာအသုံးပြုနိုင်တဲ့သူတူပဲဖြစ်ပါတယ်။ ground fight ကျွမ်းကျင်သလို stand fight တွေမှာလည်း PRB တိုက်ခတ်တဲ့ pressure fighter တယောက်လည်းဖြစ်ပါတယ်။ဒါပေမဲ့ Pandusha ဟာ stand fight တွေကိုကျွမ်းကျင်ပေမဲ့ ground fight လောက်တော့နည်းစနစ် discipline ဘိုင်းမှာတိတ်မကောင်းပါဘူး။ဒါပေမဲ့လည်းသူ့ရဲ့တွဲလုံး combo တွေနဲ့ counter တိုက်ခိုက်မှုတွေကအရန်ကိုထိရောက်ပါတယ်။ကြောက်စရာကောင်းတာတစ်ခုကတော့ stand fight ကနေ take down လဲချတဲ့နေရာမှာအရန်ကိုကျွမ်းကျင်ပါတယ်။အဲ့ဒီလို take down လဲချပြီးရင်လဲ submission နဲ့အဆုံးသက်လို့ရှိပါတယ် MMA ကစားသမားတွေရဲ့အဓိကလိုအပ်ချက်က တိုက်ခိုက်မှုစွန့်ရည်အပြင်မာဂုံ durability ကလည်းအရန်ကိုအရေးကြီးပါတယ်။ဘန်နိုရှောဟာမာဂုံမြင့်မားတဲ့လူတစ်ယောက်ဖြစ်ပြီးသူ့ရဲ့ professional ကစားသမားဘဝတစ်လျှောက်မှာတစ်ချိန်မှ knock out ဒါမှမဟုတ်ရင် submission နဲ့လုံးဝရှုံးနေမှုချင်းမရှိသေးပါဘူး။အဲ့ဒီလို မာဂုံမြင့်တာကလည်းသူ့ကိုပြိုင်ဘက်တွေနဲ့ရင်ဆိုင်တဲ့နေရာမှာယုံကြည်မှုပို့ပြီးရရှိစေပါတယ်။ 2023ခုနှစ်ဇူလိုင်လ10ရက်နေ့မှာကျင်းပတဲ့ UFC 290ပြိုင်ပွဲမှာတော့ Brandon Moreno ကိုအနိုင်ရပြီးတော့ UFC Flyweight တန်းရဲ့ Champion ဖြစ်လာခဲ့ပါတယ်။ Pandoja ဟာအဲ့ဒီတုန်းက UFC Flyweight တန်းရဲ့ Champion တယောက်ဖြစ်တဲ့ Brandon Moreno ကိုဒန်လူကြီး3ယောက်မှာ2ယောက်ကအနိုင်ပေးတဲ့ Split Decision နဲ့အနိုင်ရရှိခဲ့ပါတယ်။ပုတိကတ်ဒီအနိုင်ရရှိခဲ့တာဖြစ်တာကြောင့်မလို့အဲ့ဒီပွဲကလည်းအရန်ကိုအကျိတ်နဲ့ရှိခဲ့ပါတယ်။အဲ့ဒါကြောင့်မလို့ ဲ့ဒီ UFC 290ပြိုင်ပွဲမှာအဲ့ဒီပွဲကို Fire of the Night ဆုပေးခဲ့ပါတယ်။ Champion ဖြစ်ပြီးနောက်ပိုင်းမှာတော့သူဟာ Champion ကဘက်ကို၄ချိန်တိုင်အောင်အောင်မြင်စွာကာဝင်နိုင်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။2023ခုနှစ်ဒီဇင်ဘာ16ရက်မှာကျင်းပတဲ့ UFC 290ပြိုင်ပွဲမှာတော့ Pandoja ဟာသူ့ရဲ့ Champion ကဘက်ကိုပထမဆုံးအချိန်ကာဝယ်ခဲ့ရပါတယ်။အဲ့ဒီပွဲမှာတော့သူ့ရဲ့ပြိုင်ဘက်က Brandon Rovell ဖြစ်ပြီးတော့ ဘန်သုံးယောက်လုံးကတညီတညွတ်တဲ့အနိုင်ပေးတဲ့ unanimous decision နဲ့အနိုင်ရရှိခဲ့ပါတယ်။ Brandon Roval ဆိုတာကတော့ UFC 317ပြန်ပွဲမှာ Joshua Ban ကိုရှုံးနေခဲ့တဲ့ကစားသမားပဲဖြစ်ပါတယ်။ Pandojal အနေနဲ့ rival ကိုပထမဆုံးချိန်တွေ့ဆုံချိန်လုံးကလည်း Red Naked ချုံနဲ့အနိုင်ရရှိခဲ့ပြီး Champion ကာကွယ်ပွဲမှာလည်း unanimous decision နဲ့အနိုင်ရရှိပြီး Champion ကဘက်ကိုပထမဆုံးချိန်ကာဝင်နိုင်ခဲ့ပါတယ်။ Brandon Rival အနေနဲ့တော့ UFC 317ပြိုင်ပွဲမှာ Joshua Van ကိုရှုံးနေခဲ့တာကြောင့်ဒုတိယတိမ်မြောက် Champion ကပတ်လူ့ကွင်ကိုတော့ဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်2024ခုနှစ်မေလ4ရက်နေ့မှာကျင်းပတဲ့ UFC 301ပြိုင်ပွဲမှာတော့ Steve Sapp နဲ့ရှင်ပြိုင်ထိုးတက်ခဲ့ရပါတယ်အဲ့ဒီပွဲမှာလည်း Unanimous Decision နဲ့ပဲအနိုင်ရရှိခဲ့ပါတယ်အဲ့ဒီပွဲမှာတော့ Pandoja အနေနဲ့ Stand Fight တွေကနေ set ကို တိတ်တောင်း6ချိန်ထီအောင်လဲချနိုင်ခဲ့ပါတယ်။အဲဒီလိုသူ့ရဲ့ပိုင်နိုင်တဲ့ grip line တွေကြောင့်မလို့တိုင်ဆုံးဖြတ်ချက်ပြည့်ပြည့်သားသားနဲ့ကို champion ကဘက်ကိုဒုတိယအကြိမ်မြောက်ကာကွယ်နိုင်ခဲ့ပါတယ်။၂024ခုနှစ်ဒီဇင်ဘာ9ရက်နေ့မှာကျင်းပတဲ့ UFC 310ပြိုင်ပွဲမှာတော့ခိုင်နာဒဆာကူရာကိုဒုတိယအကြိမ်မှာ red necked choke နဲ့အနိုင်ရရှိခဲ့ပါတယ်။ပန်ဒူရှာဟာအဲ့ဒီပွဲမှာလည်းသူ့ရဲ့ jiu-jitsu နည်းပညာကိုအပြည့်အဝအသုံးချပြီး performance of the night ဆိုကရရှိပြီး champion ခပတ်ကိုတတိယအကြိမ်မြောက်ကာကွယ်နိုင်ခဲ့ပါတယ်2025ခုနှစ်ဂျွန်လ28ရက်နေ့မှာကျင်းပတဲ့ UFC 317ပြိုင်ပွဲမှာတော့ Khan Corral France ကိုတတိယအကြိမ်မှာ red naked choke နဲ့ပဲအနိုင်ရရှိခဲ့ပါတယ် Vanduja ဒီပွဲမှာလည်းသူ့ရဲ့ grappling ကျွမ်းကျင်မှုကိုထပ်မံပြသခဲ့ပါတယ်အဲ့ဒီအနိုင်ရရှိမှုဟာသူ့ရဲ့ submission နည်းပညာကိုဘယ်လောက်ထိပိုင်နိုင်လဲဆိုတာကို ထပ်မံတက်တည်ပြခဲ့ပြီးချန်ပီယံကပတ်ကိုစရုဒအကြိမ်မြောက်ကာကွယ်သားနိုင်ခဲ့ပါတယ်။ပန်ဒိုဂျာဟာဂျူဂျစ်စုနဲ့ဂရပလင်ကျွမ်းကျင်မှုကိုအဓိကအားပြုပြီးသူ့ရဲ့ချန်ပီယံကာကွယ်ပွဲတွေကိုအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ပန်ဒိုဂျာအနေနဲ့ Flyweight and Champion ကပတ်ကိုပြင်ဆင်မှအကြိမ်ကာကွယ်ရမယ့်သူကတော့ UFC 317ပြိုင်ပွဲမှာသူ့ရဲ့ပြိုင်ပွဲဟောင်း Brandon Rival ကို knockdown ကြောင့်ထိုးပြီး unanimous decision နဲ့အနိုင်ရယူခဲ့တဲ့ ဂျော့ရှောဘန်ပဲဖြစ်ပါတယ်ပန်ဒိုဂျာအနေနဲ့ friend ကိုအနိုင်ရတဲ့ပွဲပြီးမှာဂျိုးရော်ဂန်ကပန်ဒိုဂျာအတွက်နောက်ထပ်ရှင်ပြိုင်မဲ့ပြိုင်ဘက်ကို fake ခေါ်လိုက်မယ်ဆိုပြီးဂျော့ရှောဘန်ကို fake ခေါ်လိုက်ပါတယ်အဲ့ဒီ fake ခေါ်မှုပြီးမှာတော့ဂျော့ရှောဘန်ကပန်ဒိုဂျာဟာမဟာချန်ပီယံကြီးတယောက်ပါ ဆိုပြီးဖြေချခဲ့ပြီးပန်ဒိုဂျာပေါ်လေးစားသမှုပြုဖို့ပြသခဲ့ပါတယ်အဲ့ဒီစကားပြီးမှာတော့ဒါပေမဲ့သူ့အနေနဲ့တော့တခါမှ ဂျော့ရှော့ဘန်နဲ့မထိုးဘူးသေးပါဘူးလို့ပြောကြခဲ့ပြီးသူ့ရဲ့ယုံကြည်မှုကိုပြသခဲ့ပါတယ်။ဘန်ဒိုရှာအနေနဲ့လည်းဘန်ဟာနှိမ်ချထက်တဲ့သူတစ်ယောက်ပါလို့ပြောကြခဲ့ပြီးဂျော့ရှော့ဘန်အနေနဲ့ချန်ပီယံကပတ်နောက်တစ်ချိန်ကာဝယ်ဖို့အတွက်ရှင်ပြန်ထိုးသက်ဖို့ထိုက်တန်ပါတယ်လို့ဖြေကြားခဲ့ပါတယ်။ဖြေကြားမှုတွေပြီးမှလက်ထပ်သားတဲ့ဂျော့ရှော့ဘန်ကိုလီဒါကွန်ချန်ပီယံကြီးဟာဖေးဆော့လုပ်ဖို့အတွက်လက်ရက်ခေါ်လိုက်ပါတယ်။အဲ့ဒီအချက်ကလီဒါကွန်ချန်ပီယံကြီးတယောက်အနေနဲ့ တတ္တဆကစားသမားတယောက်ပေါ်လေးစားသမှုပြုမှုကိုပြသခဲ့တာပဲဖြစ်ပါတယ်။ဂျော့ဂျိုဘန်နဲ့ပန်ဒိုရှာတို့ရဲ့ပွဲဟာဘယ်ချိန်ဖြစ်မလဲဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းပါတယ်။ပန်ဒိုရှာရှေ့ကထိုးခဲ့တဲ့ချန်ပီယံကပ်ကာကွယ်ပွဲတွေရဲ့ရတန်ကိုကြည့်ခြင်းအပြင်ဂျော့ဂျိုဘန်အနေနဲ့ချန်ပီယံကပ်လူပွဲကို နောက်ထပ်9လဒါမှမဟုတ်6လကြာမှဖြစ်နိုင်ပါတယ်။အဲဒါကြောင့်မလို့လာမယ့်နိုဝင်ဘာနဲ့ဒီဇင်ဘာလတွေမှာတော့ သူတို့နှစ်ယောက်ရဲ့ချန်ပီယံကပတ်လူပွဲဟာဖြစ်လာနိုင်ဝင်ရှိပါတယ်။စတန်ဖိုင်းနဲ့နော့ခ်ဒေါင်းနော့ခ်အောက်တွေကြောင်းထားတဲ့ဂျော့ရှုဘန်နဲ့တိတ်တောင်းချပြီးဆမစ်ရှင်နဲ့အနိုင်ယူတဲ့ ground fight အရန်ကောင်းတဲ့ pressure fighter ကြီးပန်ဒိုဂျာတို့ရဲ့ပွဲဟာတော့ပွဲကောင်းတစ်ပွဲ ဖြစ်မှာတော့အသေးချာပဲဖြစ်ပါတယ်။မန်ရဲ့ nickname ဖြစ်တဲ့အကြောင်းယွန်ကင်းတဲ့ fearless နဲ့ပန်ဒိုဂျာရဲ့ nickname ဖြစ်တဲ့လူသားစားတဲ့သူ cannibal ရဲ့တွေ့ဆုံမှုကတော့ ရင်ခုန်နေကြမှာအသေးချပဲဆိုတာကိုတင်ပြရင်းနဲ့အားလုံးပဲကိုကျမ်းပါလို့စိတ်ချမ်းသာကြပါစေဗျာ။